ကချင်ပြည်နယ်ကမြေရှားဟာ heavy red app တွေဖြစ်တဲ့အတွက်အင်မတန်မှအဖိုးတန်ပါတယ်။ဟိုတရုတ်ရဲ့ဒီ heavy red app တဝက်လောက်ကမြန်မာနိုင်ငံကလာတာဖြစ်လို့မြန်မာနိုင်ငံက ဒီဓာတ်ရိုက်မဟုတ်တောင်တွယ်ဝိုက်ပြီးတော့ကမ္ဘာမြေရှာတင်ပို့ရောင်းချတဲ့ထောက်ပံ့ရေးခွင့်ဆက်ကိုထောက်ပံ့ပေးနေပါတယ်။အာဒီတော့အမေရိကန်ရဲ့နီးပညာဒီကာကွယ်ရေးဆိုင်ရာပစ္စည်းတွေထုတ်လုပ်ရေးနဲ့လည်းတွယ်ဝိုက်ပြီးဆက်နွယ်မှုရှိနေတယ်လို့အာပြောနိုင်ပါတယ်။အာဒါကြောင့်လည်းလက်ရှိဒီအမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာအာတရုတ်နိုင်ငံဘက်ကတံပြန်အသုံးပြုတဲ့ကက်ကဗျူဟာမြောက်တပ်ထုတွေပါလာတာပါ။ အခုဒီ American ကုမ္ပဏီတွေကလည်းတရုတ်ကုမ္ပဏီတွေလောဘကြီးအုံမထားတဲ့ဒီမြေရှားဈေးကွက်တွေကိုရှာဖွေနေတာပါအာမြမမြေရှားကိုမျက်စိကြားဖို့ဆိုတာကတော့အာအတားအဆီးတွေရှိပါတယ်အထူးသဖြင့်တော့မြေရှားတူးဖော်တဲ့နေရာတွေက လက်နက်ကင်တွေထိမ့်ချုပ်ထားပြီးတော့အဲပရိပခတွေရှိနေတာစစ်မီအာဒီစစ်စည်းပွားတွေဖြစ်ထွန်းနေတာပြီးတော့ပွင့်လင်းမြင်တာမှုမရှိပဲလူခွင့်ရချိုးဖောက်မှုတွေရှိနေတာ ਨੇ စီးပွားရေးပိတ်ဆို့မှုအန္တရာယ်တွေကြောင့်မလို့ဒီအမေရိကန်အဖွဲ့အစည်းတွေနဲ့ဓာတ်ရိုက်ဒါမှမဟုတ်အာကျင့်ဝတ်အရာထိတွေ့ဆက်ဆံမှုခက်ခဲပါတယ်။အာဒါအပြင်ဒီပြိပခတွေကြောင့်မလို့တင်ပို့နိုင်မှု ထုတ်လုပ်နိုင်မှုတွေအချိန်မရွေးထိခိုက်နိုင်တာကြောင့်မလို့မြန်မာမျိုးရှားအပေါ်မိခုံမှုဟာဒီမဟာဗျူဟာကြအားနည်းချက်တစ်ခု ဖြစ်နေတယ်လို့ဆိုရမှာပါ။